နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းညောင်လေးပင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ပြည်သူတအုပ်တည်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ18ရက်နေ့မနက်9:00နာရီအချိန်မှာဘကိုးတိုင်းညောင်လေးပင်မြို့နယ်ပိန်းစက်လုံးမြို့ရေရင်းကုန်းကြီးရွာဇေယျကုန်းအပိုင်းကိုအချက်ပတ်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပိန်းစက်လုံးမြို့အခြေဆိုင်ခလိုက်ရ264ကလည်းလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတော့ဇေယျကုန်းကြီးရွာအတွင်းကိုထပ်မံကြောက်ရောက်ပောက်ကွဲပြီးပြည်သူတအုပ်တည်ဆုံးခဲ့ရတယ်လို့သိရပါဗျ။တည်ဆုံးသူဟာ အသက်42နှစ်အရွယ်ကိုမျိုးတန်ဖြစ်ပြီးတော့ဘယ်ဘက်ရင်အောင်ကိုကြီစားထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲမန္တလေးတိုင်းစင်ကူးမြို့နယ်ကြီတော့ပေါ့ရွာမှာရှိတဲ့စတင်ချောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ16ရက်နေ့မွန်လွယ်2နာရီခွဲအချိန်ကမှစေကူးမြို့နယ်ကြီးတောက်ပေါက်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ဆောင်များလည်းပျက်စီးသွားတယ်လို့ပြောပါတယ်။ဧပြီလ16ရက်နေ့မွန်လွယ်2နာရီခွဲအချိန်ကစေကူးမြို့နယ်ကြီးတောက်ပေါက်ကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲသွားပါတယ်။ပြည်သူ6ဦးဒဏ်ရာရတယ်။စာတင်ဆောင်တွေလည်းပျက်စီးသွားတယ်လို့စေကူးမြို့နယ်ပကဖသတင်းတာဝန်ခံကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။